ပရိသတ်ကြီးမင်္ဂလာပါဒီနေ့ကျမတို့တင်ဆက်ပေးမှာကတော့ရာစုနှစ်ပေါင်းများစွာကလေးကလူသားတွေရဲ့စိတ်ကိုယ်စိတ်ဓာတ်တွေကိုလှုံ့ဆော်ပေးခဲ့တဲ့ရုပ်ရှင်တွေစာအုပ်တွေဒဏ္ဍာရီတွေထဲမှာအမြဲလိုလိုပါဝင်နေတဲ့ Holy Grail တန်ရှင်းသောခွတ်တော်အကြောင်းပဲဖြစ်ပါတယ်ဒီခွတ်တော်ဟာဘာကြောင့်ဒီလောက်စိတ်ဝင်စားစရာကောင်းနေရလဲသူ့ရဲ့စွမ်းအားတွေကဘာတွေလဲပြီးတော့တကယ်ပဲတရှိနေသလားဆိုတာကိုပြည့်ရမှန်တွေဒဏ္ဍာရီတွေနဲ့အတူလေ့လာကြည့်ကြရအောင်ပါ Holy Grail ဆိုတာခရစ်ယာန်တန်နာရီတွေမှာအထွတ်မြတ်ထားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။သူ့ကိုဖော်ပြရင်နေရာမှာအမျိုးမျိုးကွဲပြားကြပေမဲ့အများစုကတော့ယေရှုခရစ်တော်နောက်ဆုံးညစာစားတဲ့အခါအတောင်ပြုခဲ့တဲ့ခွက်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တချို့ကတော့ယေရှုခရစ်တော်ကိုလဝါကတိုင်မှာတန်မိုးရိုက်ထားစဉ်သူ့ရဲ့သွေးတော်တွေကိုခံယူခဲ့တဲ့ခွက်ဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒီခွက်တော်ဟာသမိုင်းတလျှောက်မှာအမှုပညာရှင်တွေ၊စာရေးဆရာတွေ၊ဘာသာရေးကောင်းဆောင်တွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုံ့ဆော်ပေးခဲ့ပါတယ်။ Holy Grail ကိုဖန်ခွက်တစ်လုံး၊ကြောက်ခွက်တစ်လုံး၊တစ်သားခွက်တစ်လုံးဒါမှမဟုတ်ယတနာရီစီချေထားတဲ့ခန္ဓာထည်ဝါးရဲ့ခွက်တစ်လုံးအဖြစ်အမျိုးမျိုးပုံဖော်ကြပါယ်။သူ့ရဲ့ပုံစံအတိအကျကိုဘယ်သူမှတတ်အံ့မပြောနိုင်ပေမယ့်သူ့မှာပိုင်ဆိုင်သူကိုထူးခြားရေးဆွမ်းအားတွေပေးနိုင်စွမ်းရှိရလို့ယုံကြည်ကြပါယ်။တဏှာကြီးတွေရ Holy Grail ဟာယောဂပျောက်ကင်းစေခြင်း၊ထာဝရအသက်ရှင်စေခြင်း၊ကောင်းချီးမင်္ဂလာများပေးသနာခြင်း၊တန်ရှင်းစေခြင်းအစရှိရဲ့ဆွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပါယ်။ ဒီလိုထူးခြားရေးစွမ်းအားတွေကြောင့် Holy Grail ဟာရာစုနှစ်ပေါင်းများစွာကလေးကစွန့်စားရှာဖွေသူတွေဘာသာရေးပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာပါ Holy Grail အကြောင်းကိုစတင်ဖော်ပြခဲ့အစောင့်တီထဲမှာအလယ်ခေတ်ပြင်သစ်စာပေများကအရေးပါပါတယ်အထူးသဖြင့် King Arthur နဲ့သူ့ရဲ့သူရဲ့ကောင် Knight of the Round Table ဟာ Holy Grail ကိုရှာဖွေပုံအကြောင်းဇာတ်လမ်းတွေမှာနာမည်ကြီးပါတယ် Holy Grail ကိုရှာဖွေရခီဟာ Regular ခီမဟုတ်ပါဘူး ဒါဟာစွန့်စားကန်းတွေစိန်ခေါ်မှုတွေစိတ်ဓာတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေနဲ့ပြည့်နေတဲ့ခီးရှည်ကြီးတစ်ခုဖြစ်ပါတယ်။ Grey ကိုရှာပေသူတွေဟာဖရာတရားကန်ဆိုင်မှုစိန်ကျဲဖြောင်းမှတ်မှုတတိရှိမှုစားရည်အရေးချင်းတွေနဲ့ပြည့်စုံမှသာရှာပေတွေ့ရှိနိုင်မယ်လို့ယုံကြည်ကြပါတယ်။သမိုင်းတလျှောက်မှာလဲ Holy Grail ကိုတကယ်ရှာပွေခဲ့ကြတဲ့လူတွေအများကြီးရှိခဲ့ပါတယ်။ Night Templar လို့ခေါ်တဲ့အလယ်ခေတ်စစ်တီရောဖုံးတော်ကြီးအဖွဲ့ဟာ Holy Grail ကိုတင်စီဆောက်ရှောက်ထားရင်လို့ကောလာဟာလာတွေထွက်ပေါ်ခဲ့ပူပါတယ်။ သူတို့ဟာဟိုလီလန်တန်ရှင်းသောပြည်ကနေအပိုးတံပစ္စည်းတွေကိုခိုးယူသိမ်းဆည်းခဲ့တယ်လို့လည်းယုံကြည်ကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာနာစီတွေဟာဟိုလီဂရိတ်ကိုရှာဖွေဖို့စူးစမ်းခဲ့ကြတယ်လို့လည်း theory တွေရှိပါတယ်။ဒါပေမဲ့လည်းယခုထက်တိဟိုလီဂရိတ်ရဲ့တကယ့်တည်မြောက်ကိုဘယ်သူမှတတ်အပ်မပြောနိုင်သေးပါဘူး။ကမ္ဘာတဝန်းမှာသူ့ရဲ့တည်မြောက်ဖြစ်နိုင်တယ်လို့ယူဆရတဲ့နေရာတွေနဲ့ဒါဟာဟိုလီဂရိတ်အစ်စ်ပဲလို့ထင်ကြီးပေးထားတဲ့ခွက်တွေအများအပြားရှိနေပါတယ်။ Santo Clete Valencia ဒီကွက်ဟာစပိန်နိုင်ငံဖလန်စီယာမြို့ကဖျားတောင်တစ်ကျောင်းမှာထိမ့်သိမ်းထားပြီး Holy Grail အစစ်ဖြစ်တယ်လို့တော်တော်များများကယုံကြည်ကြပါတယ်။ပုံယဟန်မင်းကြီး John Paul II နဲ့ Benedict Sistine တို့ဟာလည်းဒီကွက်ကိုအတုံးပြုပြီးမီဒီယာတချို့မှာမိတ်ဆက်ခဲ့ဖို့ပါတယ်။ဒါဟာ BC 100ရာစုတည်းကတရှိခဲ့တဲ့အလွန်ရှိကြရဲ့ခွက်တစ်ခုဖြစ်တယ်လို့လည်းဆိုကြပါတယ်။ Monstrat Monastery စပိန်နိုင်ငံဘာစီလိုနာမြို့အနီးက Monstrat တောင်ပေါ်မှာတရှိရဲ့ဘုံကြီးကျောင်းမှာလည်း ဟိုလီဂရီးကိုထိမ့်သိမ်းထားရလို့ကောလာဟာလာတွေရှိခဲ့ပူပါ යි ကလစ်တောဘယ်ရီအပီအင်္ဂလန်နိုင်ငံကလစ်တောဘယ်ရီဟာခင်းအာသာတန်နာရီနဲ့အလွန်နီးစက်တဲ့နေရာတစ်ခုဖြစ်ပြီးဒီနေရာမှာဟိုလီဂရီးကိုဝတ်ထားတယ်လို့လည်းယုံကြည်ကြပါ යි သီအိုရီတွေအမျိုးမျိုးရှိနေပေမဲ့ဘဲခွက်ကားမှာဟိုလီဂရီးအစ်စ်ဖြစ်တယ်ဆိုတာကိုသိပ္ပံတိကျသက်တည်ပြနိုင်ခြင်းမရှိသေးပါဘူးတချို့ကတော့ Holy Grail ဆိုတာရုပ်ဝိတုပစ္စည်းတခုမဟုတ်ပေ။စေဝိညာဉ်ရဲ့တန်ရှင်းစင်ကြယ်မှုကိုကိုးစားပြုတဲ့ လူတဦးရဲ့ဘဝရည်မှန်းချက်ကိုဖော်ညွှန်တဲ့ပုံဆောင်သဘောတစ်ခုသာဖြစ်တယ်လို့လည်းရှုမြင်ကြပါတယ်။ပရိသတ်ကြီး Holy Grail ဟာတမိုင်းတလျှောက်မှာလူသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလွှမ်းမိုးခဲ့တဲ့အံ့ဖွယ်ရာတန်နိုင်တစ်ခုဖြစ်ပါတယ်။သူဟာရုပ်ဝတ္ထုပစ္စည်းတစ်ခုလားဒါမှမဟုတ်စိတ်ဝိညာဉ်ဆိုင်ရာအမှတ်သားတစ်ခုလားဆိုတာကိုတော့ဆက်လက်ငင်းခုန်နေကြအောင်ပါ။ဒါပေမဲ့သူ့ရဲ့ညွှန်ဝတ်စမ်းကြေမှုကတော့ဘယ်တော့မှပြတ်ကွယ်သွားမှာမဟုတ်ပါဘူး။ပရိသတ်ကြီးကရော Holy Grail ဟာတကယ်ပဲတည်ရှိနေရလို့ထင်ပါသလား။ ဘယ်သီအိုရီကပရိသတ်ကြီးကိုစိတ်ဝင်စားဆုံးဖြစ်စေပါသလဲကောမမရေးပေးခဲ့ပါဦးကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့လည်းမမိပါနဲ့နော်နောက်လာမယ့် video တွေမှာလည်းပိုပြီးစိတ်ဝင်စားကြကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားပါမယ်